ငါညီတို့ဒီအတိုင်းရိုက်ကြမှာလားမဟုတ်ဘူးဗျလဲဘော်ဝေစားရီပါပါတယ်အေးကွာအဲ့လိုဆိုလေဟိုမှာအဝင်လဲတဲ့အခန်းရှိတယ်တွားလေကြီးဒီလိုနဲ့ဖိုးတူးတို့လည်းအပြူစင်းလေးပြီးတော့ပြန်ထွက်လာခဲ့ကြတယ်ကိုကြီးပထမဆုံးတော့ယူနီဖောင်းတွေရိုက်မှာပါအေးကွာလိုက်ကရှေ့မှာရက်လိုက်ကြအလုံးနဲ့သူတို့လေးရောက်တာပို့စတင်မျိုးပေးရင်းနဲ့ပေးများနေခဲ့ကြတယ်။ကိုကြီးဟိုတားကိုမမအောင်ရိုက်ပြီနော်။ဟမ်။အော် အေးပါအေးပါဟိုဆောင်းဆောင်းလေးနေလိုက်ဟိုဘက်ကြည့်တရက်ဖိုးထူးတုပ်ပေါ်နဲ့ငပိန်တို့တုံရောက်သားကမိဝိုင်းတို့အိမ်ကိုသွားတရားတစင်နာရောက်မှာတော့တရားရှိမှရှင့်နေရဲ့လှဲတဲ့စီကိုမြင်လိုက်ရှာတယ် လင်းမောင်းလာသူဥပခံရတော့တယောက်တည်းတီတူပြောဆိုနေခဲ့တာပါ။အာကွာယာခင်းတဲ့အသွားကိုနောက်ကျနေပါလိမ့်ဆိုမှဒီလန့်လာမိတာငါးမမှောက်တော်တာပဲ။အဲလိုပြောပြီးတော့သူ့လည်းကိုပြန်လှည့်လာခဲ့လိုက်တယ်။ဦးချင်းဥပခံပါလား။ဒီတလားလန့်ဘာလို့လဲ။လှဲသွားလန်းနေရဲ့ပြင်ချက်တွေကကျိုးနေတာကွ။ဒီတလားကိုလှဲတွေအသုံးပြုဖို့အဆင်မပြေတော့ဘူး။အဲလိုပြောပြီးဥပခံလည်းလှဲမောင်းပြီးတော့သူ့နာအနေထွက်သွားခဲ့တော်တယ်။ ဟုတ်သွားပြီပြည့်ချက်တွေကတော်တော်ကိုကျိုးနေရပြီအင်းဒီတိုင်းဆိုရှားရဲသွားတဲ့လူတွေကရွာရှောင်းလန်းကနေသွားရတော့မှာပဲအဲ့လိုဆိုတကွတ်တစ်ပတ်ကြီးဖြစ်နေမှာပေါ့နော်ဒါဘောကဖိုတူကတော့ဘာတခွန်းမှမပြောဘူးကျိုးပဲ့နေတဲ့တရားပြင်ချက်တွေကိုကြည့်ရင်လည်းငပိန်တို့နောက်ကိုလိုက်ပောင်သွားကြရောနေနောက်တော့ဖိုတူတို့၃ယောက်သား မိဝိုင်းတော်အိမ်ကိုရောက်လာခဲ့ကြ යි အိရှိကွပြစ်မှာအိမ်စာထိုင်လဲနေတဲ့မိဝိုင်းကဖိုးထူးတို့ကိုမြင်လိုက်တော့ဟေးရောက်လာကြမလားဟုတ်တယ်မိဝိုင်းဒါနဲ့နင်ပါရီလုံနေရလေအိမ်စာလုံနေတာဟာနင်တော့ဆီယမပေးထားတဲ့အိမ်စာလုံပြီးကြပြီလားမပြီးသေးဘူးဟာငါတို့အကြောင်းပြင်စာရည်လဲပိတ်တယ်ဟိလွယ်ကိုလေလုံးဝအောင်မထိဘူးရေအော်အေးကောင်းတာပဲဒါနဲ့ တစ်ချိန်လုံးညင်နေတဲ့ဖိုးတူကိုမိဝိုင်းကစကားဆလိုက်တယ်။ဟဲ့ဖိုးတူ။ဟိုနီးကရုပ်တည်ရင်းနဲ့ဘာရီစဉ်းစားနေရလဲ။ဟိုငါတို့ရွာလေပိုင်းကလူသုံးများတဲ့တရားကိုသိတယ်မဟုတ်လား။ဟွန်းသိရလीဘာလို့လဲ။အေးအဲ့ဒီတရားကလှဲတွေအသုံးပြုလို့မရအောင်ဖြစ်နေလေဟ။အဲ့ဒါကြောင့်မို့ရွာထဲသွားတဲ့လူတွေလည်းအခက်တွေ့ကုန်ကြတယ်။အဲ့ဒါဆိုတော့နီးကတရားကိုပြင်ပေးကျင်တာလား။ဒါပေါ့ဟာငါလက်ထဲမှာလည်းတရားပြင်ပေးနိုင်လောက်တဲ့အထိ ငွေကြီးရရှိမနေဘူးဟာဒါမို့ငွေပြည့်အောင်ဘယ်လိုလုပ်ရမလဲဆိုပြီးစဉ်းစားနေတာဟမ်ဒါဆိုငါတို့ဈေးရောက်ကြရင်ရောဟာဟုတ်တယ်ဟုတ်တယ်ဟိုဒီတကဘာမို့ရောက်ကြမလဲတော်ဘောတို့ကတော့နော်တွေးလိုက်ရင် အစားမထွက်ဘူးအုံနောက်ထဲလေလေအစားတွေနဲ့ပြည့်နှက်နေပုံရတယ်ဒါနဲ့ဘိုးတို့ကမိဝိုင်းခိုင်ထားတဲ့ဗလာစာအုပ်ကိုမြင်သွားခဲ့ပြီးအတန်ရသွားခဲ့ဟုတ်ပြီငါတို့ចောင်းတော့မလာစာကိုရောက်ကြမလား ဗလာစာအုပ်ကရောင်းရပါမလားပို့သူရဲ့ဘယ်လိုလုပ်ကြမလဲငါတို့ရွာနေရွာနာပတ်ဝန်းကျင်မှာဒုအဖွဲ့ကိုအားပေးနေရလူတွေရှိရင်လေဒါမို့ဒုအဖွဲ့ကအပုံလေးတွေရှိုက်ပြီးစာအုပ်မျက်နှာပုံမှာဒုအပုံလေးနဲ့ထည့်အောင်ကြမယ်ဆိုရင်ဘယ်လိုလဲဝါရှေကောင်းနေကြမှာလားငါတော့သဘောတူတယ်ငါပုံလှလှလေးထွားအောင်ရိုက်ရမယ်ငါဟဲ့တိုင်းငယ်ပင်ကဟာငါရောငါရောငါဘယ်လိုရိုက်ရမလဲမင်းလဲမင်းယူရနဲ့ရိုက်ပေါ်တို့ပေါ်ရဲ့ ိုငါယူတာဆိုလို့အစားပဲရှိရလေဟာအေးလေအဲ့ဒါဆိုလဲမုတ်ကန်ရိုက်ပေါ့ဟီးဟုတ်တယ်နော်ကဲပါကဲပါအဲ့ရရီအသာထောင်းစာအုပ်ရောင်းပြီးတရားပြေမှုငွေရှာတော့ဟုတ်ပါပြီအဲ့ဒီချင်းကြီးကိုဘယ်ရရမှာလဲอืมအဲ့ဟာတော့ငါကြံကြည့်လိုက်ပါမယ်ဒီလိုနဲ့ညနေပဲရောက်တော့ဖိုတူလဲမြေဝိုင်းငါနေအိမ်ကိုပြန်ရောက်လာခဲ့အေကန်းရှိမထိုင်းနေရဲ့ဦးသိန်းကဖိုတူရောက်လာမြင်လိုက်တော့ တားရောက်လာနေတော့ပဲတားတို့ဦးလေးစန်းနေရောက်နေရဲ့ကွအဲ့ဒီကောင်မပူတူလဲအဲကမ်းမထိုင်နေတဲ့ဦးလေးစန်းနေကို မြင်သွားခဲ့တော့တယ်ဟာဦးလေးစန်းနေဘယ်တော့မှရောက်နေရလေဗျတားကိုလေအကြောင်းမကြောက်အကြောင်းမကြောက်ဘူးဆိုတာဦးလေးဒီကိုအလုပ်ကိစ္စနဲ့ရောက်လာလို့ပါကွဒါဆိုဒီမှာခဏပဲနေမလာရင်อืมဒီတကောက်လောက်ဆရာတွေနည်းနည်းများတယ်ဆိုတော့တပတ်လောက်တော့ကြာမယ်တင်တယ် ကဲဖိုတူလည်းရောက်လာပြီဆိုတော့စကားပြောနေကြအင်းလေနီးရဲ့မင်းမအောင်တော့ခေါ်လိုက်အောင်ဟုတ်ကဲ့ကိုသိန်းဒါနဲ့ဦးသိန်းလည်းသူတို့နာကနေထွက်သွားခဲ့တော်တယ်ဟိုဦးလေးရောက်လာနေတော့ပဲတည်လားကျွန်တော်တို့ကိုတခုလောက်ကူညီလို့ရမလားယဘာမှလည်းဖိုတူရဲ့ပြောချင်လေဦးလေးကူညီလို့ရရင်တော့ကူညီပေးပါမယ်ဟိုတလို့ပါဒါနဲ့ဖိုတူလည်းသူလှုပ်ခြင်းနဲ့အကြောင်းအရာတွေကို တခုမှကြံပြောပြလိုက်တော်တယ်อืม ကျုပ်တို့ဖိုးထူကတော့ရွာထဲရှိရာကို့ရေးလို့ပဲနော်။ဘာဖြစ်ဖြစ်ကုညင်လိုက်ရမှာ။အဲ့လိုစိတ်ရှိရတူလေးရတာဦးလေးလည်းဂုံယူပါလေ။ဒါလိုလုပ်လीဟိုငါတူတို့လိုအပ်သလောက်ငွေကြေးကိုဦးလေးကကုညင်ပေးပါမယ်။ဗျာတကယ်လားဟင်တကယ်ပါဗျာတကယ်ပါ။ဝမ်းသာလိုက်တာဦးလေးရဲ့တာအမျက်တွေရှားလာရင်ဦးလေးငွေရင်းကိုပြန်ဆက်ပါမယ်ဗျ။ကောင်းပါပြီဗျာကောင်းပါပြီ။နောက်နေ့ရောက်တော့ ပေါ်တူတို့အဖွဲသားတွေလည်းအထုတ်ဆွဲပြီးတနေ့အောင်သွားနေခဲ့ကြတာပါ။ဟဲ့တို့ပေါ့။နေဆွဲတဲ့အထုတ်ကနေအဝတ်တွေကြီးမယ်မဟုတ်လား။ဒါပေါ့ဟာ။ငါမှဝေစားများရဲ့လေ။ပုံစံမျိုးစုံရရအောင်လို့ယူလာတာ။နေမလဲနော်။တာကျင်ပကျင်စေကငါထက်ကိုတာလုံနေပါလား။အေးလေ။ငါကင်ထားတဲ့အထုတ်ပါလေ။တို့တောင်ရောက်ရဲ့အင်းကြီးပေါင်းထက်လာတာဟာ။ဟမ်။ဟင်ဟုတ်လား။မင်းတို့ကအင်းကြီးတက်တဲ့နေ့ပဲရိုက်ကြမှာလား။ ။အော်အင်ကြီးတထဲနေတော့ဘယ်ဟုတ်မလဲ။အစင်ပြေတယ်လို့ကြည့်ရိုက်တာပေါ့။ကဲပါကဲပါတော်တော်လေးရှောက်ကြောင်။ဒီလိုနဲ့ချိန်ထားတဲ့အချိန်မရောက်ဘဲဖြစ်နေလိမ့်မယ်။ဒီလိုနဲ့သူတို့အဖွဲသားရင်လေရွာမှာရှိတဲ့အကောင်ဆုံးဓပုံဆိုင်ကိုရောက်လာခဲ့ကြတယ်။တော်ဘောကနေရာမှာချိန်ထားတဲ့ဓပုံတွေကိုငေးကြည့်နေရင်ကနေဝါးရိုက်ချက်ကတော့လန်ထွက်နေရပြီနော်။ရုပ်ထွက်လဲရှယ်မှငပိန်နဲ့မိဝိုင်းကတော့ ထီမိုးလိုလိုဖြစ်နေတဲ့ထူးဆန်းတဲ့အရာတခုကိုကြည့်နေခဲ့ကြရပါဒါဘိုင်းလည်းမသိဘူးနော်ငပိအေးဟာငါလည်းခုမှမြင်ဘူးတာပဲမှုန်နေလေစင်တူနေတယ်လို့ပဲနော်အဲ့ဒါဓာတ်ပုံဆိုင်ရင်အလင်းညံချိန်ပြီးရဟာပါကွာဟိုနမရကဘလို့ခေါ်ရတော့ငါလည်းမသိဟမ်ဩအဲ့လိုလားအဲ့ဒီအချိန်မှာပဲကင်မရာကင်ထားတဲ့လူတယောက်ကရောက်လာခဲ့တယ်ငါညီတို့ဒီအတိုင်းရိုက်ကြမှာလားမဟုတ်ဘူးဗျာ လဲဘော်ဝေစားရီပါပါတယ်။အေးကွာအဲ့လိုဆိုလေဟိုမှာအဝင်လဲတဲ့အခန်းရှိတယ်။သွားလေကြည်။ဒီလိုနဲ့ဖိုးတူးတော့လည်းအဖြူစင်းလေးပြီးတော့ပြန်ထွက်လာခေစားတယ်။ကိုကြီးပထမဆုံးတော့ယူနီဖောင်းတွေရိုက်မှာပါ။အေးကွာလိုက်ကရှေ့မှာရက်လိုက်ကြ။ဒီလိုနဲ့သူတို့လေးယောက်တော့ပို့စတင်မျိုးမျိုးပေးရင်းနဲ့ပဲများနေခေစားတယ်။ကိုကြီးဟိုတောင်းကိုမမအောင်ရိုက်ပြီနော်။ဟမ်အော်အေးပါအေးပါဟိုဆောင်းဆောင်းလေးနေလိုက်ဟိုဘက်ကြည့် ဓပုံထဲမှာနှာကျင်နေတုပ်ပေါ်ကတော့ကင်မရာမင်းပြောသည်များတစ်ခုမှကျန်လိုက်လုံနေခဲ့တော့တယ်နှစ်ပတ်လောက်ကြာပြီးနောက်တော့ပို့တို့ဖွဲသားရေလေသူတို့ရင်ရှိမှဇပွဲကုန်လေးခင်းပြီးစောင်းဥတီတင်းရောက်ကြတော့လေငပိနေပုံနေရိုက်ပြီးတော့လိုင်းမွန်ပါအောင်ကြီးညာထားပြီလားဟိုကြီးညာထားပြီဟာခုငါကြည့်နေရလူချင်းနဲ့တူတော့များနေစတီကာရီရောရားတယ်ဆိုတဲ့အကြောင်းမှထဲ့ကြော်ညာထားသေးလားတခါလေးကြော်ညာထားတယ်ဟာ အေးပါအေးပါမိနေမှာစို့လို့အဲ့ဒီအချိန်မှာပဲသူတို့နောင်ကလေးမလေးနေအောင်ရောက်လာခဲ့တယ်။ဟာကိုဘိုးတို့ဘယ်ဟာတကယ်ဈေးရောက်နေရပဲ။ဟုတ်တယ်ညီမလေးရဲ့။ဒါနဲ့ညီမလေးတို့ကစောင်းဝယ်ကြောင်းမလို့လား။ဟာဟုတ်တယ်မမမီဝိုင်းရဲ့ညီမလေးကစောင်းလဲရကျင်နေ။ဒါမင်းမေကိုပူဇော်ရအောင်မ။ကိုကမိုးပိုးပေးထားလေးနဲ့စတစ်ကာလေးဝယ်သွားမလို့ဘလောက်လဲ။ဟာမမမီဝိုင်းတို့အုပ်စုပုံတွေကတထုံမှာ၁၈ပုံပါ၄900ပါရှင့်။ဝါ အများကြီးပဲဟောမိုက်တယ်မိုက်တယ်သမီးတော်လေးစာအုပ်ဒီမှာရှယ်ခဲ့တော့သမီးနဲ့ဝယ်မှာသမီးကစာအုပ်ရောစတစ်ကာဝယ်မှာဟိုသမီးကကိုတိုဘောဖန်မှာနော်ဟင်ဟုတ်လားကျေးဇူးပါပဲညီမလေးရေကိုတိုဘောသမီးမြန်အားပေးနေပါရဲ့နော်ကိုတိုဘောကိုလေသမီးရမ်းကြိုက်တာကိုတိုဘောကပြင်မလေးချစ်စရာလीနော်ဟီဟီကိုတိုဘောဝါနေရဲ့ဘော်ဒီလေးတောင်မှမြောက်တဲ့ချင်းနေဒီလိုနဲ့ဖိုးတူလေကာမလေးမြောက်ကိုဇင်းအောင်ပြလိုက်တော့ရီ ကျေးဇူးပါမင်းတော့ညီမလေးတို့ဟုတ်ကဲ့ပါရှင့်တမီးတို့တငယ်ချင်းလေးကိုသွားကြွားလိုက်အောင်မယ်အဲလိုပြောပြီးကောင်မလေးနှစ်ယောက်လေးသူတို့နာနေပြေးသွားခဲ့တော့ကောင်မလေးနှစ်ယောက်အိမ်ပြန်နေတော့သူတို့ရှိရနေကောင်လေးတစ်ယောက်ကလာနေခဲ့တာပါဟာဥမာဖိုးစိန်လာနေရပဲသူ့ကိုကြွားရမယ်ဟဲ့ဖိုးစိန်နင်ပဲသွားမလို့လေအိမ်မြန်မလို့ဘောဟာဘာလို့လဲ ဒီမှာကြည့်အဲ့လိုပြောပြီးကာမလေးညောင်းတယ်သူတို့ဝယ်လာတဲ့ကြောင်နဲ့စတစ်ကာတွေကိုထုတ်ကြွားတော့တယ်ဟမ်အဲ့ဒါကိုဘိုးတို့ရောအဖွဲပုံကြီးမဟုတ်လားဒါပေါ့ဒါပေါ့ဒုက္ခလေးတွေမှာကိုဘိုးတို့ရောအိမ်ကနေဝယ်လာခဲ့တာဟမ် ဟုတ်လားဟိုကုငမေးပုံကပါလာလားပါပါအကုန်ပါတယ်ဟာတကယ်ဟာပြောင်းလိုက်တာဟာငါလေးမြင်မြန်သွားဝယ်ရမယ်မဟုတ်ရင်လေကုံသွားရင်မရပဲဖြစ်နေမှာဒီလိုနဲ့ဖိုးစိန်လေအဲ့နေရာကနေ ြေးသွားခဲ့တော့တယ်။နောက်တော့ဖိုးစိန်နဲ့အလောတကြီးနဲ့ဖိုးတို့တို့အိမ်ကိုအပြေးရောက်လာခဲ့တယ်။ဖိုး stop stop ကောင်းလေမင်းလဲကြနေဦးမယ်။ဟာလေကိုဘိုးတို့တို့စောင်းနဲ့စတေကရောင်းနေရကြလို့အပြေးလာခဲ့တာဗျရှိသေးရဲ့မဟုတ်လား။ရှိရမို့ဗျာဘန်နနာစင်ယူမလဲ။ကြဲတဲ့လောက်ယူလို့ရတယ်။ဒါစောင်းတတာစင်းနဲ့စတစ်ကာထထုတ်ယူမယ်ဗျာကိုငယ်ပင်ရောပါရင်မဟုတ်လား ပါရပေါ့ကွာကုငပိတာကုငပိဖန်မှာကုငပိလို့တိုင်းတက်ကျင်တာအယူမှုပဲဟင်ဟုတ်လားကုငပိဖန်ဆိုတော့လက်ကားတင်မိမိကွာနွေရာတီចောင်းပိရင်တင်နှန်းလာတက်လက်ကြာတကယ်လားဟင်တကယ်တကယ်ဝါကုငပိရအပြစ်မှလည်းသဘောကောင်းပြီရေလလဲချောတယ်ဗျာဒါနဲ့ငပိနဲ့ရှိနေတဲ့စပင်ကိုလက်နဲ့တက်လိုက်တယ်ဟင်ကျေးဇူးပါပဲငါညီရဲ့ဒီလိုနဲ့ ဖိုးစိန်ဆိုတဲ့ကောင်းလေးလေးဖိုးသူတို့နှောက်ဆက်ပြီးတော့ပြန်သွားခဲ့တော်တယ်။ကနာကြောင်မှာတော့ကောင်းလေးတယောက်ကအတော်ကြီးတယောက်ကိုလက်တွဲပြီးဖိုးသူတို့ဆိုင်ရှိကိုရောက်လာခဲ့တယ်။ဖိုးသူတို့အဖွဲဆိုတာမင်းတို့လေးတွေလားကွ။ဟုတ်ပါတယ်ရှင်။အေးကွယ်အကြီးသားလေးရလေးဖိုးသူတို့အဖွဲပေါ်မှာလည်းစောင်းဝယ်ပေးဆိုပြီးကြီးတိုက်နေရနဲ့စုံစမ်းရင်ဒီဒီရောက်လာခဲ့တာ။အကြီးကတပြေကုန်းရွာနောက်ဘက်ချမ်းကကွ။ဩဒါလို့ဆိုသမီးတို့ရွာနေတော်တော်ဝေးတာပဲ။ ဟုတ်တယ်။ဒါလီယာလေးဖိုးထရိုစောင်းမမရရင်ဓမီမစောင်းကြောင်မသွားဘူးလုံနေတာ။အဲ့ဒါနဲ့အရေးမလီဒီအထိပြေးလာတယ်။မမမီဝိုင်း။ဒါကမမမီဝိုင်းနဲ့ကိုကိုတို့ကိုအရန်ကြိုက်တာဗျ။နှစ်ယောက်လုံးကဆရာကြီးကြီးပဲနော်။ဒါလေးလေကိုဘိုးထုနဲ့မမီဝိုင်းတို့လိုဆရာကြီးဖြစ်နေတာ။ဖြစ်လို့ရပါတယ်ဗျ။နောက်ဆိုလေအမေဆရာနေခုလိုမပူစာရအောင်နော်။လူကျင်လာရှိရင်မဘိုးလေးတွေစုပြီးဝယ်ရမယ်ဟုတ်လားဟုတ်ကဲ့ပါကိုဘိုးတို့ဒါနောက်ဆိုအဲ့ဒီတိုင်းလိုက်လို့ပါမယ် အေးကွယ်လိမ့်ပါရဲ့လိမ့်ပါရဲ့ကိုတော်ဘွားအပြင်မှာလဲဝါတာပဲနော်ဟုတ်ပါဗျာကိုတော်ဘွားဖတ်တီးလေးပါနောက်ပိုင်းမှာတော့ဖိုးထုတို့ရောင်းတဲ့စာအုပ်ကရောင်းဝကောင်းလာခဲ့ပြီးအဝေးကအော်ဒါတွေပါသွားဖို့နေခဲ့ရတယ်ခုလဲငပိန်တရာစာအုပ်စေတာစင်းနေစတေကအထုပ်နေစေကိုဂျပန်နေထည့်ပြီးစပိန်နဲ့သွားဖို့နေခဲ့တာပါရွာကျိုးတည်ဖို့ဖို့အတွက်ဇေယောင်းနေရတယ်ဆိုတော့လေပင်မနဲ့လို့မတွေးမိပါဘူး ငပိန်ပြောပါတယ်။တိုင်သမားလေးငပိန်ပြောပါတယ်။ဒလုံနဲ့ငပိန်လေးစပိန်ကိုမြန်မြန်နေရင်သွားနေကြတော့ဒီ။နောက်ပိုင်းမှာတော့ဖိုးထုတို့ရောင်းတဲ့စာအုပ်တွေရောင်းအားကောင်းပြီးဖိုးထုတို့လည်းစိုင်လေးပြစ်လာခဲ့ရကခုတော့တရောင်းကိုအစ်တဲ့အတိုင်းပြင်ပေးလိုက်နိုင်ပါပြီ။ခုလည်းရွာသားရည်နေတူဖိုးထုတို့ဘေးကတရောင်းအစ်တဲ့ဖွင့်ဝင်တဲ့အတွက်ဘူပေါင်းနေလို့ကိုအစ်တဲ့ရှိနေခဲ့ကြတာပါ။တကြီးဟာ မိုက်ကိုကိုင်လိုက်ပြီးစကားစာပြောတော့တယ်ခုလိုလူသားလူလာအဆင်ပြေပြီတရားအစ်လေးပြောင်းအစအဆုံးငွေပုံပေးခဲ့တဲ့ ဖိုးထုတို့အဖွဲ့ဦးအရင်ဆုံးကျုပ်တကြီးကကျေးဇူးများကြီးတင်ပါတယ်ဗျာဖိုးထုတို့လိုလူငယ်လေးတွေကျုပ်တို့ရွာမှာရှိနေတာကိုလည်းဂုဏ်ယူပါတယ်ဗျာကဲအကုန်လုံးပဲလက်ခုပ်ဝိုင်းတီးပေးကြပါဒီလိုနဲ့တရားဖွဲ့မွဲကိုတက်ရောက်လာတဲ့လူတွေကလက်ခုပ်တီးကြတော့ကဲခုတခါမှတော့ဖွဲ့မွဲကိုကြီးညာပြီး ဘူပေါင်းနေလှွတ်တယ်မာတော့မေခင်ဗျာရေးဒီလိုနဲ့ဖိုးထူးကိုခွဲသားရင်တရားအသေးဖွင့်မယ်အတွက်ဘူပေါင်းနှံဇလန်းလေးလေးပြီးဆုံးသွားကြတော့လေ